PSG အသင်းကဘိုင်မွနစ်အသင်းကိုနှကိုးတကိုးနဲ့အရေးနေခဲ့တဲ့ချန်ပီယံလိပွဲစမှာဘိုင်မွနစ်အသင်းဘက်ကိုသွင်းကိုးတွေကိုလက်ဆောင်ပေးခဲ့တဲ့သူ့ရဲ့အသင်းကိုနီးပြလူဝိအင်းတွေကဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။လူဝိအင်းတွေကပထမပိုင်းမှာသူတို့ဟာကျွန်တော်တို့ကပိုကောင်းခဲ့တယ်လို့အခွင့်အရေးတွေလည်းပိုပြီးဖန်တီးနိုင်ခဲ့ပါတယ်။ ျွန်တော်တို့ကတော့ပထမပိုင်းမှာသူတို့ကိုလက်ဆောင်လက်လက်လေးတွေပေးခဲ့ပါတယ်။ဒီလိုလက်ဆောင်တွေပေးရင်သူတို့ကဂိုးတွေသွင်းมาပါ။ကျွန်တော်စင်ကြီးပေးနေတာမဟုတ်ပါဘူး။ပို့ပြီးကောင်းအောင်လုပ်ဖို့ကကျွန်တော်တို့ရဲ့တာဝန်ပါ။သူတို့ဟာဒီဘက်မှာ၅ဂိုးသွင်းခဲ့ပေမဲ့၄ဂိုးသွင်းနိုင်ခဲ့တင်တာပါ။ဒီဘက်နဲ့ပတ်သက်ပြီးစိတ်ပြတ်မိတယ်လို့ပြောခဲ့ပါတယ်။လက်ကြီးချန်ပီယံ PSG တင်ဟာဒီဟာဒီချန်ပီယံလိပွဲစဉ်၄ပွဲကစားပြီးမှပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့တယ်လို့ပြိုင်ပွဲဆုံးမှာတော့ဒုတိယမြောက်ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ။ဘိုင်မြူးနဲ့အသင်းကတော့ဒီဟာလီကစားထားတဲ့ပြိုင်ပွဲဆုံး16ပွဲစလုံးအနိုင်ရရှိထားတဲ့အသင်းဖြစ်အမှတ်တမ်းကောင်းပိုင်ဆိုင်ထားပါရယ်။ PSG အသင်းဟာဒီပွဲမှာဘိုင်မြူးနဲ့အသင်းကိုပွဲချိန်32မိနစ်အတွင်းသွင်းဝန်2ဂိုးစလုံးခွင့်ပြုခဲ့ရပြီးဒီဂိုးတွေသွင်းခဲ့တဲ့လူဝိဒီယက်စာပထမပိုင်းပြီးခဲ့နေမှာဒါရဲ့အနီးကနေထုတ်ပယ်ခံခဲ့ရတာပါ။ PSG အသင်းဟာဒုတိယပိုင်းမှာကစားသမားတူးတာနဲ့ကစားခဲ့ရပါပဲ။သွင်းကိုတကူတာပြန်သွင်းနိုင်ခဲ့ပြီးရှုံးဝဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒီဘက်ကျမှ PSG အသင်းအဓိကစားသမားတွေဖြစ်တဲ့ဒန်မီလီနဲ့ဟာဂီမီတို့ထင်ရရခဲ့သလိုဒူဟီကိုလည်းတရားကြောက်အသုံးပြုနိုင်ခြင်းမရှိသေးတာပါဘိုင်မရီအသင်းဒီပြကွန်ပဏီကအသင်းရဲ့နိုင်ပွဲဆက်နေမှုဟာအသင်းလဲလှုပ်ဆောင်မှုကြောင့်ရရှိခဲ့ရလို့ပြောခဲ့ပါဗျ။ဘိုင်မွနီအသင်းဟာဒီအသည့်ချန်ပီယံလိပွဲစဉ်၄ပွဲကစားပြီးမှရာနှုန်းပြေနိုင်ဝင်နေမက်ဘေးစီးယားထိပ်ဆုံးနေရာမှာရပ်တည်နေတာဖြစ်ပါဗျ။